ဒီနေ့ဗီဒီယိုလေးမှာတော့ကင်မရာတွေကိုအမီဖောက်တဲ့အကြောင်းကို sharing လုပ်ပေးချင်ပါတယ်။ကင်မရာတစ်လုံးကိုဝယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ sign နာမည်ဒါမှမဟုတ်အနုပညာနာမည်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နာမည်တွေကိုကင်မရာရဲ့ setting ထဲမှာတွားပြီးွားတော့ပေးလို့ရတယ်။ဆိုတော့ဒါက international မှာပဲဖြစ်ဖြစ်ဓာတ်ပုံပြိုင်ပွဲတွေကိုဝင်တဲ့အချိန်မှာပဲဖြစ်ဖြစ်အရန်ကိုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ဓာတ်ပုံပြိုင်ပွဲတွေဝင်ပြီဆိုလို့ရှိရင်ကိုရိုက်ထားတဲ့ပုံတွေအကုန်လုံးထဲမှာ ဒီ meta data လို့ခေါ်တဲ့ EASIF data လို့လည်းခေါ်တဲ့ data အချက်လက်တွေထဲမှာကျွန်တော်တို့ဒီအချက်လက်တွေအကုန်လုံးထည့်ပေးထားမှာဖြစ်တယ်။ဓာတ်ပုံပြန်ပွဲဝင်ပြီဆိုတာနဲ့ကျွန်တော်တို့ raw file data တွေပေးလိုက်ပြီဆိုလို့ရှိရင် raw file ထဲမှာကျွန်တော်တို့ရဲ့နာမည်ပါဝမယ်၊ camera setting တွေပါဝမယ်။ဒါဆိုလို့ရှိရင်ဒီပုံနဲ့အငင်းပွားဖွယ်ရာတစ်ခုခုဖြစ်လာမယ်ဆိုရင်ဒီပုံကဘယ်သူပိုင်တာလဲဘယ်သူရိုက်ထားတာလဲဆိုတဲ့ဟာလေးတွေကိုအသေးစိတ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က meta data တွေကိုပဲဝင်ကြည့်တာပဲဖြစ်တယ်။အဲ meta data ကအရင်ကိုအရေးကြီးပါတယ်။ဆိုတော့ဒီ camera ရဲ့ စီရီနံပါတ်ကဘလောက်မော်ဒယ်မျိုးစားဘာဘယ်ချိန်မှာရိုက်ထားတယ်မီတာစနစ်ကိုဘာကိုသုံးထားတယ် white balance ဘလို့ဆိုတော့ကင်မရာနဲ့ပတ်သက်တဲ့အချက်လက်ပုံတပုံကိုဖန်တီးထားတဲ့အချက်လက်အသေးစိတ် အကုန်လုံးကို meta data ထဲမှာကြည့်လို့ရတာပဲဖြစ်တဲ့အတွက်ကြောင့်မို့ meta data ကအရင်ကိုအရေးကြီးတယ်ဆိုတော့ဓာတ်ပုံပြိုင်ပွဲတိုင်းပြိုင်ပွဲတိုင်းမှာဒီအချက်လက်တွေကိုကြည့်ပြီးတော့ပိုင်ရှင်ဟုတ်တယ်မဟုတ်ဘူးအငင်းပွားစရာရှိရဆိုလို့ရှိရင်ပြန်ပွဲဝင်စီကန်းနဲ့ညီရမညီဘူးဆိုလို့ရှိရင်လည်းဒီအချက်လက်တွေကိုကြည့်ပြီးတော့စစ်တာပဲဖြစ်တယ်ကင်မရာကတော့ တစ်လုံးပြီးတစ်လုံး update ချိန်ွားတယ်ဒါမှမဟုတ်လို့ရှင်ပြောင်းွားတယ်ငားရဲတဲ့ဟာလည်းရှိရင်ရှိမယ်ဆိုတော့ကိုကတစ်ခုခုရိုက်ပြီဆိုလို့ရှင်ကင်မရာကလက်ထဲရောက်လာပြီဆိုလို့ရှင်ကျွန်တော်တို့ကအခုပြောထားတဲ့ကင်မရာကိုအမိဖောက်တဲ့ name ပေါ့နော်ဆိုတော့ဒါတွေကရိုက်ထားတဲ့ပုံတွေကိုကွန်ပျူတာရဲ့ရောက်ပြီးမှပြင်မယ်ဆိုရင်လည်းပြင်လို့ရတယ်ကိုအမြဲတမ်းကင်နေတဲ့ကင်မရာကြတော့ကျွန်တော်တို့အတခါရိုက်လိုက်တခါပြင်လိုက်တခါရိုက်လိုက်တခါပြင်လိုက်ကြတော့လုံးဝအဆင်မပြေဘူးဆိုတော့ကျွန်တော်ဆိုလို့ရှိရင်မလုပ်ထားလဲဆိုတော့ကျွန်တော်ရိုက်တဲ့ ကျွန်တော်ရဲ့နာမည်ရဲ့ကျွန်တော်ဆိုင်နာမည်နှစ်ခုကိုထည့်ထားလိုက်တယ်ဒါကတခါပဲ installation လုပ်ရတယ်ဒီတစ်ခေါက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကိုတခြားပြောင်းမဲ့အကြောင်းအရာမရှိဘူးဆိုလို့ရှိရင်ဒီကင်မရာကိုပြန်မရောင်းသေးသရွေးကတော့ဒီတိုင်းပဲဆက်ပြီးသွားတော့ဒီနာမည်က metadata ထဲမှာရှိနေမှာပဲဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က တစ်ခါချိန်ပြီးသွားပြီဆိုရင်ထပ်ချိန်ရမလို့တော့ဘူးချိန်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအရန်ခက်ကြီးတော့မဟုတ်ဘူးဆိုတော့ကင်မရာတိုင်းမှာပါနိုင်တယ်တချို့ကင်မရာတွေလည်းပါခြင်းမပါမယ်များသောအားဖြင့်တော့ကင်မရာတော်တော်များများမှာပါတယ်နာမည်လေးကိုကျွန်တော်တို့ကချိန်ညင်တယ်ဆိုလို့ရှိရင်ကင်မရာမီနူးတဲ့ကိုဝင်လိုက်မယ်ကင်မရာစတင်ထဲမှာ copyright information ဆိုတာရှိတယ်ဆိုဒီတဲ့ကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အချက်အလက်တွေအများကြီးပြပေးတယ်အဲ့မှာမမကျွန်တော်နာမည်ထွန်းလင်းကျွန်တော်ရဲ့ site နာမည် Green Studio ဆိုပြီးတော့ကျွန်တော် ရေးထားလိုက်တယ်ဒီလိုရေးထားလိုက်ခြင်းအပြင်ပုံတပုံးရဲ့ meta data တွေကိုဝင်လိုက်ပြီဆိုတာနဲ့ဒီကင်မရာကကျွန်တော်ကင်မရာဖြစ်တယ် share number ဘလောက်ကင်မရာမျိုးစားဘာမှန်ဘလူးနဲ့တက်ပြီးရိုက်ထားတယ်ဆိုတဲ့ဟာအကုန်အသေးစိတ်အချက်လက်တွေကိုမြင်ရမှာပဲဖြစ်တယ် screen ရဲ့ဒုတိယအောက်မှာရှိတဲ့ enter or the name ဆိုတဲ့နေရာမှာကျွန်တော်တို့ကကိုရေးချင်တဲ့နာမည်ရေးလို့ရပါတယ်ရေးလို့ချိန်သွားပြီဆိုတဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့က menu ကိုနှိပ်ခိုင်းပါတယ် menu ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က okay ဖြစ်သွားပြီအဲ့ဒီခါကျလို့ရှိရင်ကျွန်တော်တို့က okay ကိုရွေးလိုက်မယ် ော်တနင်းအားရသွားမှာဖြစ်တယ်အဲ့တော့ copyright detail နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ email တွေပါထည့်ခြင်းနဲ့ဒါမှမဟုတ် sign name တွေထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းထည့်လို့ရတယ် dream studio ဆိုပြီးတော့ထည့်ထားပါဘောနော်ဒါကကျွန်တော်ဆိုင်ရဲ့ name ပဲဘောနော်သူလည်း menu နှိပ်လိုက်မယ် view ဆိုရင် okay နှိပ်လိုက်မယ်ဆိုလို့ရှိရင် ရပါတယ်တကယ်လို့များကိုကဒီဟောင်မသုံးတော့ဘူးကင်မရာကိုပြန်ရောက်မယ်ဆိုရင်ကျွန်တော် delete copyright information ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ခုနထည့်ထားတဲ့ data အကုန်ကပြတ်သွားမှာပဲဖြစ်တယ်ကင်မရာတစ်ခုလုံးကို reset ချလိုက်တဲ့တိုင်အောင်တော့မှ copyright setting တွေက setting ပဲပြတ်သွားတယ် copyright setting ကပြတ်ချင်မှပြတ်လိမ့်မယ်တခါတလေကြလို့ရှိရင်ဒီထဲဝင်ပြီးဖြတ်ပြရတဲ့ဟာလေးတော့ရှိတယ်ကင်မရာတစ်လုံးကကိုကဝယ်ပြီးသွားပြီကိုအမြဲတမ်းသုံးနေမယ်ဆိုလို့ရှိရင် copyright information တွေအကုန်လုံးဖြည့်ထားဖို့ကအရင်ကိုအရေးကြီးပါတယ် ဒါကတစ်ခါဖြည့်ပြီးသွားရင်တောက်လျှောက်သုံးပါတော့ပြန်ပွဲဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေဒီဒီကင်မရာကအခုကင်မရာဟုတ်လားမဟုတ်လားဒါမှမဟုတ်လို့ရှင်ဘယ်သူအလုံးနဲ့ရိုက်ထားလဲဘယ်ချိန်မှရိုက်ထားလဲဆိုတော့ဒီဒိတ်အချက်လက်တွေအကုန်လုံးကြည့်လို့ရဖြစ်တော့ကြောင့်မလို့ကျွန်တော်ကတော့ကင်မရာတစ်လုံးဝယ်ပြီးတိုင်းဝယ်ပြီးတိုင်းကိုယ့်ရဲ့ကင်မရာကိုအမိဖောက်လိုက်တယ်ဒါကကင်မရာတစ်လုံးလက်ထဲရောက်လာရင်ပထမဆုံးတော့အချက်ပေါ့နော်နောက်ထပ်ထပ်တိုးအချက်အလက်တွေအကုန်လုံးကိုကျွန်တော်တို့ကကင်မရာထဲမှာထည့်လို့မရတဲ့ဟာတွေအကုန်လုံးကိုကွန်ပျူတာထဲမှာထည့်မယ်ဆိုရင်လည်းထည့်လို့ရတယ်ပြီးတော့ကိုက တငငင်းတယောက်ရဲ့ကင်မရာကိုငှားရိုက်လိုက်လို့တကယ်လို့ copyright information ကိုပြောင်းနေတယ်ဆိုလို့ရှိရင်လည်း ASIF data တို့ meta data တို့ကို editing လုပ်တဲ့ tools တွေ software တွေရှိရပါတော့။အဲဒီ tools တွေ software တွေကိုသုံးပြီးတော့ကျွန်တော်တို့ကအကူလိုချင်တဲ့နာမည်ကိုပြန်ပြောင်းမယ်ဆိုရင်လည်းပြောင်းလို့ရတယ်။အများသောအဖြစ်တော့ပြန်မိုးဝင်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ raw ပုံတပုံကို exposure control နဲ့ဒီ adjust လုပ်တဲ့ဟာလေးတွေလွဲလို့ ਆ ကျန်တဲ့ meta data တွေကိုသွားမထီတာတော့အကောင်းဆုံးပဲ။ကိုကပြန်မိုးဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေကင်မရာတစ်လုံးလက်ထဲရောက်လာပြီဆိုရင် နာမည်လေးပြောင်းလိုက်ခြင်းအပြင်ဒါကိုယ့်ရဲ့ကိုယ်ပိုင်ကင်မရာလေးဖြတ်သွားမယ်။ပိုင်ရှင်အစ်စ်မှန်ဘယ်သူလဲဆိုတဲ့ဟာလေးလည်းပါဝါမှာပဲဖြစ်တယ်။အဲ့တော့တက်နိုင်နေဆိုလို့ရှင် copyright information data တွေကင်မရာကိုအမိဖောက်ဖို့တွေကိုလုပ်ဖို့အတွက်အကြံပေးခြင်းပါတယ်။ကင်မရာအမိဖောက်တဲ့အကြောင်းကတော့ဒီလောက်ပဲ။အဲမရှင်းတာအဆင်မပြေတာရှိရဆိုလို့ရှင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်။နောက်ထပ် video တွေမှာတွေ့မယ်နော်။